မြလင်တွေဟောပြောမှုတွေကြောင့်ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့မိုင်းဖုံးစရာတော့ချင်းအားလုံးပဲမင်္ဂလာပါ ိုင်းဘုံစီရတော်ဆိုတာကတော့တန်ကတော်တပားအနေနဲ့ဒါမကပဲနဲ့တကိုးရှင်တပားအနေနဲ့ပါလူအများကိုးကွယ်ယုံကြည်နေကြတဲ့ဆရာတော်တပားပဲဖြစ်ပါတယ်။အထူးသဖြင့်ရှဲလူမျိုးတွေရဲ့ခိုင်မာကိုးကွယ်ယုံကြည်ခြင်းကိုခံရသူတွေဖြစ်ပါတယ်။ဆရာတော်ဟာဆိုရင်တော့နောက်ပွဲမှာဖျားရှင်အနေနဲ့လေဟောပြောလေးရှိပြီးတော့ထိုင်းနိုင်ငံကဂူတွင်ပြိမိနေကြတဲ့ကလေး73ယောက်ကိစ္စတို့ကလေဆရာတော်ရောက်လာပြီးမှကဲထုတ်နိုင်ခဲ့တာကြောင့်ပို့ပြီးတော့ယုံကြည်ကိုးကွယ်သူတွေများလာစေခဲ့ပါတယ်။မိုင်းဘုံဆရာတော်ဟာဆိုရင်ဂူပိတ်တရားကြည့်စင်တွေကိုလေကြင့်ကြံလေးရှိပြီး ြီးတော့များသောအားဖြင့်တော့ဆရာတော်ဟာရှမ်းပြည်နယ်မှာပဲ ခူအောင်တရားကျင့်ကြံရေးနဲ့ချင်းကုန်နေတတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမြမပြည်လေးပိုင်းကိုဗဟိုပြုတ်ပြီးအင်အားပြင်းငလင်းကြီးလှုပ်ခဲ့သွားချိန်မှာဆိုရင်တော့ဆရာတော်ကလည်းတရားကြည့်စင်တွေကိုရှင်းနာပြီးတော့ဒေတာစာရီကြွားချီလာခဲ့ပါတယ်။မိုင်ဘုတ်ဆရာတော်ကငလင်းဘေးတင်ဒေတာတွေကိုကုညီထားပန်ပုံးနဲ့မြတ်တာပုပ်ဖို့အတွက်ဆိုပြီးမန်းလေးနေပြည်တော်တို့ပြင်ရန်ကုန်မြို့ကိုပါကြွလာခဲ့တာလည်းဖြစ်ပါတယ်။ဆရာတော်ရဲ့ခေတ်စဉ်တစ်လျှောက်မှာလာရောက်ဖူးပြောကြသူတွေအများအပြားရှိခဲ့ပြီးတော့လူဒန်းမှုတွေပြုလုပ်ကြတာကိုလည်းတွေ့ရပါတယ်။ဆရာတော်ရဲ့ခေတ်စဉ် ဆောင်မှာဆိုရင်လေလူပြောပြသွားတဲ့ကိစ္စတွေလည်းရှိနေခဲ့ပါတယ်။ဆရာတော်ရဲ့ကားတကားကိုအပြင်လူတူကဖွင့်ဖို့လုပ်တဲ့အခါမှာလေဆရာတော်ကလည်းမခံတယ်လို့ဘေးကတပည့်တာဝကတွေကလည်းဝိုင်းတာခဲ့ကြပါတယ်။ဒီမြင်ကွင်းကြောင့်လူမှုကွေမှာလူပြောများသွားခဲ့ပြီးတော့ဆရာတော်ကိုကိုယ်ဝန်ယုံကြည်သူတွေအနေနဲ့အနိကက်ရှိကြသူတွေကတော့ဆရာတော်ကသူ့ရဲ့နားကိုလူစိမ့်တွေမကက်ခံမင်းနဲ့တတ်တန်ရှိရှိနေတိုင်းပြီးတော့တတ်တက်လို့စားတဲ့သူတွေပဲကက်ခွင့်ရှိတဲ့ကြောင်းပြန်ရှင်းပြခဲ့ပါတယ်။ နောက်ပြီးဆရာတော်ဟာမြမပြည်သူပြည်သားတွေတဘာဝအန်ရီရီကနေကင်းရှင်းကြစေဖို့အတွက်ဆိုပြီးတော့တရားဝတ်တွေလေးကျင်းပပေးခဲ့ပါတယ်။ရခိုင်မြို့မှာဆိုရင်လေကိုမိုင်ကရှမ်းကျောင်းမှာဆရာတော်ရဲ့တရားဝတ်ကိုကျင်းပပြီးတော့လာရောက်ဖူးမြော်ကြသူတွေကြိတ်ကြိတ်တို့စီကားခဲ့ပါတယ်။ ဒီတရားဝယ်ရာဆရာတော်ရဲ့ဟောပြချက်တခုကတော့လူပြောစရာဖြစ်သွားကြသလိုလက်ရှိမှာဆိုရင်လည်းဝေဖန်မှုတွေမြင့်တက်နေကြပါရည်ဆရာတော်ကမိုင်းကျက်လိုက်ကူမှာတရားထိုင်နေစဉ်တွင်နေပြမာတွေကအနာကိုကက်ပြီးတော့လာလျှောက်ကြတဲ့ကြောင့်အခုငလင်းလုတာကမိုင်ပေါင်း3000ကျော်အရှိရှိတဲ့နဂါးကြီးဟာကိုလုံးကိုလှန်လိုက်လို့ငလင်းလုသွားတာဖြစ်ပြီးအကုသို့များတဲ့သူတွေတေကြတာဖြစ်ကြောင်းမိန့်တော်မူခဲ့ပါရည်နောက်ပြီးတော့နေပြမာတွေကဆရာတော်ကိုယ်တိုင်ကြွပြီးတော့လူတွေကိုမြတ်တာပေးဖို့တောင်းဆိုကြတဲ့အတွက်လူ တွေဒီထက်ပိုပြီးဒုက္ခရောက်ရမှာစိုးရိမ်နေတွေဆရာတို့ကိုယ်တိုင်ကြွလာပြီးမေတ္တာပို့ပြီးတာဖြစ်တယ်လို့လည်းမိန့်ကြားသွားခဲ့ပါတယ်ဆရာတို့ရဲ့မိန့်ကြားချက်တွေကသိပ္ပံသဘောရတော့ဘယ်လိုမှလက်ခံနိုင်ပွဲမရှိသလို လူလူကြမှာလေယုံကြည်သူနဲ့လက်မခံနိုင်သူဆိုပြီးတော့နှစ်ဖွဲ့꿰သွားခဲ့ပါရီတချို့ကလေဆရာတော်ရဲ့ဟောချက်တွေနဲ့သတင်းသုံးတဲ့ပုံစံတွေဟာထရဝါဒဗုဒ္ဓဘာသာနဲ့ကပ်ညီမှုမရှိပေမဟာယနာဘက်ကိုရောက်နေတဲ့အကြောင်းဝေဖန်ပြောဆိုကြပါရီဘလို့ပဲဖြစ်ဖြစ်ဆရာတော်ကိုကိုယ်ဝေယုံကြည်ကြသူတွေကတော့အများအပြားရှိနေစေလေဖြစ်ပါရီယေရှုအားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့ဒီမှာလေစိတ်ဝေစားစရာကောင်းတဲ့စေဒီရီနုပညာရှင်ရဲ့ဒီညတူပြန်လာခဲ့ပါအောင်မယ်ရှင်